မေသူကအသက်20ဝန်းကျင် တက္ကသိုလ်ကျောင်းသူတူပါ သူမကအမှုပညာကိုမြင်လို့သူစိတ်ကူးရင်ဆန်သူကျောင်းပရဲ့ရှင်မသူတို့မိသားစုဟာရန်ကုန်မြို့ဆောင်ကဒီတရှခက်လက်ရအင်အိုးကြီးတလုံးကိုခိတပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်အဲ့ဒီအင်ကလူသွားလူလာနေတဲ့လမ်းကြားတစ်ခုမှရှိတယ်အများရန်လေဝင်လေထွက်နေပြီးတော့မောင်မဲနေတဲ့အခန်းတွေအများကြီးရှိတယ်သူကအဲ့ဒီပတ်ဝန်းကျင်နဲ့လုံးဝအံဝင်ခွင့်ကြမဖြစ်ဘူးလို့ခံစားခဲ့ရတယ်အင်းရဲ့လေတို့ကလေးလံနေတယ် မွန့်ကျက်နေတယ်။နေ့စဉ်ဘဝနဲ့မအပ်ဆက်တယ်လို့ခံစားနေရတယ်။မေသူရဲ့ဘဝကိုအမောင်တို့စီဥတီသွားစီခဲ့တဲ့အရာကတော့အဲ့ဒီအိမ်လေးကပစ္စည်းတစ်ခုပါပဲ။နေပြောင်းပြီးမကြခင်သူတို့မိသားစုမြောက်ခန်းကိုရှင်းလင်းရင်းနဲ့ပစ္စည်းဟောင်းကြီးကအန်နီလို့အမည်ရတဲ့အယောက်ကလေးတစ်ယောက်ကိုတွေ့ခဲ့ရတယ်။အယောက်ကကြီးမားတယ်။သူ့ရဲ့အသွေးမြင်ကလှပပြီးမဲ့သူ့ရဲ့နှလုံးတွေကကြောက်စရာကောင်းနေတယ်။အယောက်မရဲ့နှလုံးတွေကိုအနက်ရောင်ကျဲသီးနဲ့ပိတ်ပြီးတော့ချုပ်ထားတယ်။ ဘာလို့ချုပ်ထားလဲဆိုတာမေသူနားမလည်သေးဘူးဒါပေမဲ့အယုံမလေးရဲ့လှပမှုကသူမကိုစွဲဆောင်နေတယ်မေသူကအဲ့ဒီအယုံကိုသူ့ရဲ့အိတ်ခမ်းလေးကိုယူလာခဲ့ပြီးဇဝဲပေါ်တင်ထားလိုက်တယ်ညာဘက်တွေမှာထူဆန်းမှုတွေစတင်လာခဲ့တယ်ညာတိုင်းအိတ်ရဝင်တဲ့အခါမေသူကအယုံကိုဇဝဲပေါ်တင်ထားတယ်ဒါပေမဲ့မနဲ့နိုးလာရင်အယုံကအမြဲတမ်းနေရာပြောင်းနေတယ်တစ်ခါတလေအိမ်ခန်းရဲ့တောင်းတနေရာဒါမှမဟုတ်တကားဝါနာကိုရောက်နေတတ်တယ် သူမရဲ့မိသားစုဝင်တွေကိုမေးပေမဲ့ဘယ်သူမှမရွှေဘူးလို့ညင်းကြတယ်။ဒါပေမဲ့အเจ้าရဆုံးအရာကတော့အတန်တွေပဲ။ညံတက်တဲ့အခါသူမနိုးလာရင်အန်ဒီအယုတ်စီကကလေးတယောက်ရဲ့တီးတိုးရည်တံကို ကြားနေရတယ်။အတန်ကနူးညံ့ပြီးနဲ့ကြောက်ရွံ့ကောင်းတယ်။တစ်ခါတည်းအဲ့ဒီအတန်ကသူမရဲ့နာမည်ကိုမေသူမေသူလို့ခေါ်လိုက်တာမျိုးလည်းရှိတယ်။မေသူရဲ့ကိုယ်ပိုင်အထီးကျန်မှုကိုနားလည်ပြီးတော့သူမြတ်သူရှိကျင်တဲ့ဝိညာဉ်တစ်ပါးရဲ့အတန်လို့ခံစားလိုက်ရတယ်။ အန်ဒီအယောင်နဲ့အတူနေထိုင်လာတာကြာလာတဲ့အခါမေသူရဲ့ကိုပိုင် ပြုမှုတွေဟာပြောင်းလဲလာခဲ့တယ်။သူမကြိုက်တဲ့အစားစာတွေရုတ်ရက်စားကျင်လာတယ်။သူမလုပ်ဘူးတဲ့အမူအရာတွေလေးလံပြီးနှိမ့်ကွေးတဲ့လှုပ်ရှားမှုတွေလှုပ်လာမိတယ်။သူ့ရဲ့ခန္ဓာကိုယ်ကိုသူမပိုင်သလိုခံစားလာရတယ်။မှန်ကိုကြည့်လိုက်တဲ့အခါတိုင်းသူ့ရဲ့မျက်နှာကအယုတ်ရဲ့ပုံစံနဲ့တူနေတယ်လို့ခင်အောင်ခင်မဖြစ်လာတယ်။သူမရဲ့မျိုးလုံးတွေကညုံမဲလာပြီးအယုတ်ရဲ့ချုပ်ကားတဲ့မျိုးလုံးတွေလိုပဲပိတ်ထားခြင်းစိတ်တွေပေါ်လာတယ်။ အန်ဒီအယုတ်ထဲမှာနာကျင်မှုနဲ့အဖြစ်အပျက်မှုပြင်းထန်နေတဲ့ဘဲမဲ့ပလိုလီတူရဲ့ဝိညာဉ်ဝင်ပူးနေတယ်လို့မေသူခံစားမိလာတဲ့တညမှာသူ့မှာညနေပိုင်းနိုးလာတဲ့အခါအန်ဒီအယုတ်ဟာသူ့ရဲ့အိယာဘေးမှာရောက်နေပြီဒီတခါတော့အယုတ်ဟာသူ့စီကိုတက်တက်မက်မက်လှဲ့လာတယ်အယုတ်ရဲ့ချုပ်ထားတဲ့မျက်လုံးတွေကနေတွင်းနီရောင်ရေတွေစိမ့်ထွက်လာတယ်အယုတ်ကရုပ်ပြအတန်ကျဲကျဲနဲ့ပြောလိုက်တယ်အဲ့ဒီအတန်ဟာကလေးငယ်ရဲ့အတန်မဟုတ်တော့ဘူးနာကျင်မှုနဲ့မနာလိုစိတ်ပြင်းထန်နေတယ် မင်းကလေးတူရဲ့အတန်းမေသူမင်းရဲ့မျိုးလုံးတွေကအယမ်းလာတယ်နင်တို့ပဲလောကကြီးကိုကြည့်နေရတာမတရားဘူးငါ့ကိုပေးပါရုပ်ရဝိညာဉ်ကမေသူရဲ့စိတ်ကိုလုံးဝထိန်းချုပ်ဖို့ကြိုးစားနေတယ်မေသူဟာသူ့ရဲ့လက်တွေကို မထိန်းချုပ်နိုင်လေအန်ဒီရုပ်ကိုကောက်ယူလိုက်တယ်ပြီးတော့အန်ဆွဲတဲ့ကအန်နဲ့ခြေချိုးကိုလည်းယူလိုက်တယ်တရားဝင်ပူးနေတဲ့အရုပ်ကမေသူရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးပြီးအန်ဒီအရုပ်နေရာကိုအစားထိုးဖို့အတွက်ကိုယ့်ရဲ့မျိုးလုံးတွေကိုကိုယ်တိုင်ချုပ်ကြိုးစားနေမိတယ် သူ့ရဲ့လက်တွေကအနက်ရောင်ခြေချိုးတွေကိုလှမ်းဆွဲနေသူမှရုံးကန်အော်ဟစ်ဖို့ကြိုးစားပြီးမဲ့သူ့ရဲ့လက်တစ်ဖက်ကကိုယ့်လက်ဘေးကိုပြင်းပြထားတယ်။မင်းသူရဲ့နောက်ဆုံးအားကုန်တုံးပြီးအော်ဟစ်တန်ကိုမိဘတွေကကြားပြီးတော့အခန်းထဲကိုအချိန်မီရောက်လာခဲ့တယ်။သူတို့ကမင်းသူကိုထင်းချုပ်ထားတဲ့အယုတ်ကိုအတင်းကျပ်ယူပြီးတော့ရိုက်ခွဲဖျက်ဆီးလိုက်တယ်။အယုတ်ကွဲသွားတဲ့အချိန်မှာပဲမင်းသူရဲ့စိတ်ကြောက်ကြက်ဖြစ်မှုဟာရက်တန်သွားခဲ့တယ်။သူမှအသက်ရှင်ခဲ့တယ်။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကုသမှုခံယူခဲ့ရတယ် သူမအဲ့ဒီအိမ်ဟောင်းကိုလုံးဝမမတ်မိတော့ဘူးစေးယုံမှာမေသူကိုကယ်တင်ခဲ့တဲ့မိဘတွေဟာသူတို့ရဲ့တမိကိုကြည့်ပြီးတော့ငိုယိုနေကြတယ်သူတို့ကညီးသွားပြောဆိုနေကြတယ်မေသူအသက်ရှင်ခဲ့ပေမဲ့သူမရဲ့မျိုးလုံးတွေကိုရုပ်ရဝိညာဉ်ကပန်ဆိုင်သွားပြီတဲ့မေသူမှန်တဲ့ကိုကြည့်လိုက်တယ်သူ့ရဲ့မျိုးလုံးတွေဟာမပိတ်ထားဘူးမျိုးလုံးတွေက ပုံမှန်ပဲဒါပေမဲ့မျိုးလုံးအကြောင်းဟာအရင်ကလိုအမျိုးကြောင်မဟုတ်တော့ဘူးအဲ့ဒါဟာအရုပ်ရဲ့ကျယ်သီးမျိုးလုံးလိုပဲ မုံမိုက်ပြီးကြောက်ရွံ့ကောင်းတဲ့အနဲ့ရောင်ကိုပြောင်းလဲနေပြီသူမလေဘင်းကိုစမ်းကြည့်လိုက်တယ်ညှစ်ထားတဲ့ဒဏ်ရာတွေမရှိဘူးဒါပေမဲ့သူမရဲ့လက်ဖွားပေါ်မှာအနဲ့ရောင်ချီချိုးနဲ့ထိုးထားတဲ့ချုံချိုးအစာလေးတစ်ခုကိုတွေ့လိုက်ရတယ်အန်နီအန်နီကသူမရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားခဲ့ပြီဝိညာဉ်ဟာရုပ်ထဲကနေမေသူရဲ့ကိုယ်ထဲကိုပြောင်းရွှေ့သွားပြီသူမရဲ့ကိုယ်ပိုင်ဘဝထဲကိုအစားထိုးလိုက်ပြီဆိုတော့မေသူနားလည်လိုက်ရတယ်အဲ့ဒီနောက်မေသူရဲ့နှာခမ်းကနေ အန်ကြီးရဲ့တီတူဂျီတာဟာတူတူလီခတ်ပေါ်လာတော့တယ်